န္ဓာဆိုတာလေခန္ဓာဆိုတာဘာခေါ်လဲဆိုတာစုပေါင်းလို့လည်းခေါ်ပါတယ်စိတ်သုံးခြင်းလို့လည်းခေါ်တယ်ခန္ဓာဆိုတာခန္ဓာဆိုတာအပေါင်းစုတော့မှန်တယ်စိတ်သုံးခြင်းကြတော့မဟုတ်ဘူးအမှန်လားပါခင်ဗျာခန္ဓာဆိုတာကတက္ကာယဆိုတန်ဆိုတာထင်ရှားတာဒါမှခန္ဓာဆိုတာအပေါင်းစုထင်ရှားတော့အပေါင်းစုဆရာလေးတို့အကြောင်းတရားတွေပေါင်းစုပြီးမှဖြစ်ပေါ်လာရတဲ့ခန္ဓာတွေပဲလို့နော် မျက်စိနဲ့ဖြစ်တဲ့ခန္ဓာဆိုလို့ရှိရင်လည်းအမေမျက်စိအကြည့်ရယ်အစင်းရယ်အလင်းရယ်အဲ့ဒီသုံးခုကနေအကြောင်းပြုပေးရတယ်မှန်ပါခင်ဗျမျက်စိနဲ့မြင်နေရတဲ့အာယုံရယ်အစင်းယူပါယုံရယ်မြင်ရမဲ့အလင်းရယ်မျက်စိအကြည့်ရယ်မျက်စိကြည့်ရ deliver ပေါင်းထားတဲ့ရုပ်မှန်ပါအလင်းရယ်အစင်းရယ်အဲ့ဒီသုံးပါးကအကြောင်းပြုပေးရတယ်မှန်ပါခင်ဗျဒါဆိုရင်အကြောင်းတရားတွေပေါင်းစုပေးလိုက်တော့မှမြင်တဲ့စိတ်ဆိုတာတစ်ခုဖြစ်တာ မှန်လို့ပါဒါဆိုအဲ့ဒီမြင်တဲ့စိတ်တွေတစ်ခုဖြစ်ဖို့အတွက်ကမျက်စိအကြည်အစင်းအလင်းဒီသဘောတရားလေးတွေပေါင်းစုပြီးတော့မျက်စိအကြည်ကိုလာထိတွေ့လိုက်တာအဲ့ဒီလိုထိတွေ့လိုက်တာ ਨੇ တပြိုင်နေတဲ့ရုပ်တဘာဝအစင်းရဲ့အလင်းရဲ့စကုအတာရအထိတွေ့လိုက်တော့မှမြင်တဲ့စိတ်ကဘွားကနေဆိုဖြစ်ပေါ်လာတာအဝိတိဝဉ္ဇဉ်လို့ခေါ်တယ်ဝိပက်အကျိုးမှန်ပါဝိပက်အကျိုးမမြင်အဲ့မြင်စိတ်ကအဖြစ်ဘူးပေါ့နော် အခုအနောက်ကိုမလှည့်တော့အနောက်ကနေမြင်ရမယ့်အရာမရှိဘူးလေဟုတ်တယ်နော်အဲ့တော့ပဝတိဝิญဉ်ဆိုတာအဲ့ဒီဝิญဉ်စိတ်ပဝတိဝิญဉ်စိတ်ဖြစ်ပေါ်ရတဲ့အကြောင်းတရားကလေပုဂ္ဂိုလ်တ ত্ত্ব ဝါနေမဟုတ်ဘူးလေအစင်းရဲ့အလင်းရဲ့မျက်စိအကြည့်ရဲ့အဲ့အကြောင်းသုံးပါးပေါင်းပြီးတော့မှဖြစ်ပေါ်လာရတဲ့ရုပ်ခရီးအဲ့ဒီရုပ်ကိုအကြောင်းခံပြီးတော့မှမြင်စိတ်ဆိုတာဖြစ်ပေါ်လာတာစိတ်ဆိုတဲ့ဝิญဉ်ပေါ့နော်ဒါကြောင့်မို့အကြောင်းတရားတွေပေါင်းစုပြီးတော့မှဖြစ်ပေါ်လာရတော့တင်္ခါရတရားတို့ သူကအကြောင်းတရားလေးဟိုဘက်ကအစင်းလေးရဲ့အလင်းလေးရဲ့မျက်စိအကြည့်လေးရဲ့အဲ့ဒီအာယုံလေးတွေကပေါင်းစုပြီးတော့မှဖြစ်ပေါ်လာရတဲ့သင်္ခါရတရားအမှန်ပါပဲအကြောင်းလေးတွေပေါင်းစုပြီးတော့မှဖြစ်ပေါ်လာရတဲ့သင်္ခါရတရားတို့သည်ဘာဖြစ်သွားလဲမြင်စိတ်မြင်စိတ်ဘွားကနေဆိုတာပုံတိဝิญญေဟာလားဖြစ်ပေါ်လာရတယ်ဒါဆိုရင်ဒီနေရာမှာတိတိကျကျတွေးကြည့်ငါဒီလိုပဲယောက်ျားမိမပုံကိုတက်တော်ဆိုတာပြည့်ညက်နေနေတာသူကရှိတာ တကယ်ပရမတ်မှာကြတော့မြင်စိတ်လေးတစ်ခုဖြစ်ဖို့အတွက်အကြောင်းသုံးပါးပေါင်းပေးရတယ်။ဒါဆိုအကြောင်းတရားတစ်ခုကြောင့်ပဲမြင်တဲ့စိတ်ဆိုတော့ပုံတိဝဉ္ဉင်ဖြစ်တယ်။အဲ့ဒီမြင်တဲ့စိတ်နဲ့တကွစိတ်ဖြစ်လိုက်တာ ਨੇ တဲ့စေတနာလည်းဖြစ်တယ်၊တင်ညာလည်းပါတယ်၊ဝေဒနာလည်းပါတယ်၊စိတ်နဲ့တကွဝေဒနာ၊စိတ်နဲ့တကွတင်ညာ၊စိတ်နဲ့တကွစေတနာဆိုတာတစ်ခါတည်းပေါ်လာပြီးသားပဲ။ဉာဏ်ခန္ဓာကလည်းစိတ်ဖြစ်ပေါ်လိုက်တာ ਨੇ စိတ်နဲ့တကွစေတနာဝေဒနာတင်ညာဆိုပြီးတော့ဉာဏ်ခန္ဓာလေးပါလည်းဖြစ်ပေါ်လာ အဲ့ဒီနံခန္ဓာ၄ပါးကလည်းငိုရီရဲ့ကြိုရှိနေတာဆိုကြိုမရှိဘူးမျက်စိကြည့်ရဲ့အစင်းရဲ့မြင်စိတ်မျက်စိကြည့်ရဲ့အစင်းရဲ့အလင်းရဲ့အကြောင်းသုံးပါးနေပေါင်းစုံပြီးတော့သက္ကတာရကိုထိတွေ့လိုက်တဲ့အချိန်မှာမြင်တဲ့စိတ်တစ်ခုဆိုတာဖြစ်ပေါ်လာရတယ်။ဒါကြောင့်မို့အကြောင်းတရားလေးတွေပေါင်းစုပြီးတော့မှဖြစ်ပေါ်လာရတော့တဲ့။ငါတို့တို့ဘာယောက်ျားမိမှာပုံကတက်တော့အာယုံတို့မှကင်းစိတ်တော့သင်္ခါရတရားတို့သည်ဆိုတော့ဓမ္မမဟုတ်လား။သဘောသဘာဝတရားလေးတွေသင်္ခါရတရားတို့သည် ဖြစ်ပေါ်သည့်နေရာမှာပင်မျက်စိကြည့်တဲ့အစင်းနဲ့အလေးနဲ့ထိတွေ့လိုက်တာနဲ့မျက်စိကြည့်တဲ့အစင်းနဲ့အလေးနဲ့ရုပ်ရည်ကိစ္စကပြီးသွားပြီမြင်လိုက်တာနဲ့ပြီးသွားပြီမြင်တဲ့စိတ်ကလေးဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်နဲ့တကွဝေဒနာတင်ညာတင်္ခါရကလည်းတကွဖြစ်ပြီးတော့ပျက်စီးသွားတာဒါကြောင့်မို့မာတိတို့ကယောက်ျားမိမပုဂ္ဂိုလ်တတ္တဝါအသက်လိပ်ပြအတ္တမာနကင်းစိတ်တော့ သင်္ခါရတရားတို့သည်ဖြစ်ပေါ်ပြီးတော့ဖြစ်ပေါ်သည့်နေရာမှာပြီးချုပ်ပြောက်သွားတဲ့အနိစ္စတာဖြစ်တယ်။ကဲဘာဘာဘယ်ဥစ္စာဘာဖြစ်နိုင်သည်လို့ကြည့်ဦးအမြင်နဲ့စိတ်တစ်ခုဖြစ်ဖို့အတွက်မျက်စိကြည့်နဲ့အစင်းနဲ့အလင်းနဲ့ပေါင်းစုံထိတွေ့ပြီးတော့မှမြင်နဲ့စိတ်တစ်ခုဆိုတာဖြစ်ပေါ်လာရတာသင်္ခါရအနိစ္စတွေပဲမျက်စိကြည့်နဲ့အစင်းနဲ့တိုက်လိုက်တယ်မြင်နဲ့စိတ်ဖြစ်ပေါ်လာတယ်မျက်စိကြည့်နဲ့အစင်းနဲ့ထိတွေ့လိုက်တာနဲ့မြင်နဲ့စိတ်ပေါ်လိုက်တာနဲ့ဖတ်တာအာယုန်တွေပြည့်ချိပေးတယ်ဖတ်တာ ါ်လိုက်တာနဲ့ဝေဒနာတင်ညာတင်ခါရစိတ်နဲ့တကွာဖြစ်ပေါ်လာကြတော့တာအကြောင်းရုပ်အကြောင်းနဲ့အကျိုးဆိုရဖြစ်ပေါ်လာတော့နားနဲ့ဖြစ်တဲ့ခန္ဓာနှာခေါင်းနဲ့ဖြစ်တဲ့ခန္ဓာရှာနဲ့ဖြစ်တဲ့ခန္ဓာကာယပဒါနနဲ့ထိတွေ့ပြီးဖြစ်ပေါ်လာတဲ့ခန္ဓာတို့ကသင်္ခါရတရားအိိဆာတွေပဲသူ့ကိုလိုက်ပြီးဘလို့ရှုနိုင်ပါလဲမှန်ပါပါသိုံမသိရတာမဟုတ်ဘူးလားဆိုတော့ကိုညံနေဩဒါလည်းဟုတ်တယ်အကြောင်းသုံးပါပေါင်းဆိုတော့မျက်စိနဲ့မြင်လိုက်ရတဲ့အာယုံနဲ့မှငါဒီဘက်ရောက်ကြမိမှပုံတက်တော့မပါသေးဘူး အနည်းစိတ်အဝါပြမပါသေးမြင်တဲ့အာယုံယူပါယုံမယ်မြင်တဲ့အာယုံပဲရှိသေးတယ်မြင်တဲ့အာယုံကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဝေဒနာတင်ညာတင်ခါရဝိညာဉ်နဲ့ခန္ဓာလေးပါရုပ်အကြောင်းနဲ့ကျိုးဖြစ်ပေါ်တဲ့နေရာမှာချုပ်ရောက်ပျက်စီးသွားတဲ့တင်ခါရတရားအိဋ္ဌာပဲဟုတ်ပြီရဲ့ဒါဆိုလို့ရှိရင်ဘယ်လိုတရားကဒုက္ခသစ္စာလဲ तू ਆ လဲမြင်ပြီးတော့ချုပ်ရောက်သွားတဲ့အတွက် तू ਆ လဲအိဋ္ဌာပဲဒုက္ခသစ္စာပါပဲသို့တော့တကယ်ဒုက္ခသစ္စာအစ်ကဘာလဲတဲ့ မြင်လိုက်တဲ့အာယုံတွေကကိုဘာအားဆိုင်ရသည်ကိုဘာမှအားမဆိုင်ရဘူးနော်မျက်လုံးဖွင့်လိုက်တာနဲ့မြင်ပြီးသားပဲနားကရှိပြီးသားနားထောင်တော့မထောင်တော့ကြားပြီးသားပဲနှာခေါင်းကလည်းရှူရှူမရှူရှူဝင်နေထွက်နေရှူပြီးသားပဲဟုတ်တယ်နော်ရှားလည်းရတာတင်လိုက်တာနဲ့ရှားကြီးနဲ့ရုပ်တရားကိစ္စပေါ်ပေါက်တာနဲ့စားစိတ်ဖတ်တာဝိညာဏတင်ညာသင်္ခါရပေါ်ပြီးသားပဲကိုဘာအားဆိုင်ရသည်မအားမအားမဆိုင်ရဘူးပုဂ္ဂိုလ်တရားမပါတော့အတ္တကင်းလို့အတ္တလိပ်ပြစီဝါကင်းလို့ သူ့အကြောင်းသူ့ကျိုးနဲ့သဘောတဘာဝတွေဖြစ်ပေါ်လာတဲ့တင်္ခါရတရားတွေဖြစ်ပေါ်တဲ့နေရာမှာချုပ်ပြောက်သွားတဲ့တင်္ခါရတရားအိဆာပဲဒါဆိုရင်ဘယ်လိုတရားကဒုက္ခသစ္စာလဲပြီးခဲ့တဲ့အာယုန် တွေကိုစိတ်နဲ့တွေးကြံပြီးတော့ခံစားတာကဒုက္ခသစ္စာပဲဟုတ်တယ်မလားကဲဟိုမှာတော့လူကတည်ပြီးွားပြီဟုတ်တယ်မလားဥပမာကအမေရဲ့အခုအမေတို့မန်းတလေးမှာဟုတ်တယ်မလားငရင်တွေလှုပ်သွားတယ်မြေအိမ်တွေပြိုကျသွားတယ်လူတွေပြီးပြီးတော့တည်ဆုံသွားကြတယ် ြီးခဲ့ပြီဘယ်နေ့ရလဲ28ရက်နေ့ရပြီးခဲ့တဲ့အတိတ်မဟုတ်ဘူးလားမင်းအတိတ်ပါတိုးတော့အဲ့ဒီအတိတ်ကိုပြန်ပြီးတော့တွေးပြီးတော့မှခံစားပြီးတော့ငုံနေကြရတာမဟုတ်ဘူးတမားပဲအဲ့ဒီအတိတ်ကပြီးသွားတာရှိသေးလားဆိုတော့မရှိဘူးတိုးတော့အဲ့ဒီအတိတ်ကိုစိတ်နဲ့ကြံတွေးလိုက်တာကြံတွေးလိုက်တာကစိတ်အဲ့ဒီကြံတွေးပြီးတော့ခံစားလိုက်တာကလည်းဝေဒနာပုဂ္ဂိုလ်တရဝဟုတ်လို့လားမဟုတ်ဘူးမဟုတ်ဘူးအဲ့ဒီတွေးကြံပြီးတော့ခံစားတဲ့ဝေဒနာကဆင်းရဲမနေဘူးလား တွေးကြံလိုက်ခံစားလိုက်တွေးကြံလိုက်ခံစားလိုက်အိုးနောက်ကျရင်ဘာမှဖြစ်လာဘူးလည်းမသိဘူးတွေးကြံပြီးတော့ပူနေရတာလည်းဆင်းရဲတာပဲဒုက္ခသစ္စာဟောတွေးကြံပြီးတော့ခံစားနေရတာလည်းဒုက္ခသစ္စာဒါဆိုရင်တွေးကြံပြီးတော့ခံစားနေရတဲ့အရာဒီဒုက္ခသစ္စာပဲပြန်စဉ်းစားကြည့်လိုက်တော့ပြန်တိတ်တိတ်ချက်ချက်တွေးကြည့်တော့အတိတ်ဆိုတဲ့သင်္ခါရကပြီးခဲ့ပြီအနာဂတ် မရောက်သေးတော့လေမရှိပြန်ဘူးသို့တော့မိမိကပြီးခဲ့တဲ့အတိတ်ကိုပြန်တွေးပြီးတော့တွေးလိုက်ခံစားလိုက် အနာကမရောက်သေးတာကိုတွေးလိုက်ပူလိုက်ဒါဆိုရင်တွေးပြီးတော့ပူတယ်တွေးပြီးတော့ဆွေးတယ်ဆိုတာဒုက္ခသစ္စာမလားအဲ့ဒီဒုက္ခသစ္စာဖန်တီးပေးလိုက်တာကစိတ်ပဲစိတ်နဲ့ကြံတွေးပြီးခံစားနေတာလေဒါဆိုရင်အဲ့ဒီကြံတွေးနေတဲ့စိတ်ကရောအမြဲရှိလို့လားဖြစ်ပါဦးဖြစ်ပေါ်ပြီးရောချုပ်ပြောက်သွားတာဒါဆိုရင်မိမိစိတ်နဲ့မိမိရုပ်ကိုမနှိမ့်ဆက်နဲ့တော့မရဲမှန်ပါပါဟုတ်တယ်နော်တင်္ဃာရဓမ္မတွေကဆိုမရဘူးလေဟုတ်တယ်မဟုတ်လားလောကတဘာဝဘေးကြီးရလေဖြစ်ပေါ်ပြီးပြီး ဟာကံကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာကြီးရတဲ့အဆိုးမရတဲ့အတွေ့အဲ့ဒါဖောက်ပြန်ပြီးတော့ပျက်စီးသွားခဲ့ရပြီတဘာဝပေးတဲ့ကြာရောက်တယ်တဘာဝအောက်ကြာရောက်တယ်ကံခန္ဓာတွေရတဲ့ချုပ်ပြောက်ပျက်စီးသွားရပြီဒီပေါ်မှာအသက်ရှင်ပြီးကြံခဲ့တဲ့လူကပြန်တွေးပြီးတော့ဆင်းရဲတာမရောက်သေးတဲ့နာကတ်ကိုတွေးပြီးတော့ဆင်းရဲတာအဲ့တော့ဒီနေရာမှာဆရာလေးတို့ဓမ္မနယ်ပဲတွေးလိုက်တော့မိမိစိတ်ကိုချမ်းသာစွာနေရမယ်စိတ်ချမ်းသာမှပဲရုပ်ကလည်းကျမ်းမာမှာလေစိတ်ကြောင့်ဖြစ်တဲ့ရုပ်လေး စိတ်ဆင်းရဲရင်လေရုပ်ဆင်းရဲတယ်မိရေနော်အဲ့တော့ငါကြံတွေးပြီးတော့ခံစားနေရတာဆင်းရဲလိုက်တာမရောက်သေးတဲ့အနာကပ်ကိုကြံတွေးပြီးတော့ငါခံစားနေရတာဆင်းရဲလိုက်တာအော်ဆင်းရဲတယ်ဆိုတာကစိတ်နဲ့ကြံတွေးပြီးခံစားနေလို့ဆင်းရဲနေပါလားအော်ငါတွေးနေတဲ့အရာတွေကအတိတ်ကအရာတွေတကယ်လည်းမရှိပါဘူးမရောက်သေးတဲ့အနာကပ်ကိုငါတွေးပြီးတော့တာပူနေတာငါတွေးပြီးတော့ပူတယ်လို့ဖြစ်ချင်မှဖြစ်ပါလေအဲ့တော့ငါတွေးပြီးတော့ပူနေရတာဆင်းရဲတယ်ဒုက္ခသစ္စာပဲ ။အော်တွေးနေတာကလည်းတွေးရင်းနဲ့ပဲရှိသေးလား။မရှိတော့ဘူး။အဲ့ဒီတွေးနေတာကဒုက္ခသစ္စာ။ဒုက္ခသစ္စာကိုတွေးနေတဲ့အတွေ့အကြုံရှိသေးလားမရှိတော့လား။မရှိတော့။တွေးရင်းနဲ့မရှိတော့ဘူးဆိုတာကိုမှန်မှန်ကန်ကန်သိမိနေတာကမဂ္ဂသစ္စာ။တွေးပြီးတော့ခံစားနေတာကဒုက္ခသစ္စာကအရှုခံ။မြင်နေတာကအရှုဉဏ်မဂ္ဂရှိပါမဂ္ဂသစ္စာ။တွေးပြီးတော့ခံစားနေတာဒုက္ခသစ္စာပါလားလို့သိမနေဘူးလားသိနေတာကမက်တွေးကြံပြီးတော့ခံစားနေတာကဒုက္ခသစ္စာပါ အဲ့ဒီကတည်းကဆောင်မမကန်ကန်သူတိမနေဘူးလားတိနေတဲ့အခါကျတော့အိုးငါတွေးကြံပြီးတော့ခန်းစားနေလို့စီးရဲနေတာဒုက္ခသစ္စာပါလားအဲ့တော့တွေးကြံနေတဲ့ဒါဆိုလေအဲ့ဒီတွေးကြံနေတာကလည်းအတိတ်ကမရှိဘူးပြီးသွားပြီအနာဂတ်မရောက်သေးတော့မရှိဘူးငါတွေးကြံရင်းနဲ့လေအဲ့ဒီအတွေးတွေကမရှိပါလားဆိုတော့ခုနဒုက္ခသစ္စာနေရာမှာအတွေးတွေရှိသေးတာမရှိတော့ပါဘူးဒါဆိုရင်အဲ့ဒုက္ခသစ္စာကြီးလွတ်မသွားဘူးလားအဲ့အတွေးရဒုက္ခသစ္စာကြီးကိုဒါဆိုရင်အဲ့ဒီအတွေးရလည်းမရှိလို့မရှိမှန်းကိုသိလာတော့အတွေးလွတ်ရအောင်မြင်မနေဘူးလားအဲ့ဒီအတွေးလွတ်ရကနိဗ္ဗာန်ညောရသစ္စာပဲ အဲ့တော့တွေးတယ်ခံစားတယ်ဒုက္ခတစ္ဆာတွေးပြီးခံစားခြင်းဒီအမြဲမရှိတော့နိရောဓတစ္ဆာရောက်မသွားဘူးလားအေးဒီတိုင်းနေပါပဲဒကာတော်မတို့မန္တလေးသူမန္တလေးသားတွေအားလုံးပဲတဘာဝဘေးတွေကိုကြာရောက်ကြတယ်ဆရာလေးရဲ့မိခင်ဖခင်နဲ့တွေ့တယ်ဒကာတော်မတို့ဒီနေရာမှာမိမိအသက်ရှင်ကျန်ခဲ့တာဒီအရိယတစ္ဆာဓမ္မကိုရဖို့အတွက်အကြောင်းဖြစ်ပါတယ်ဒါကြောင့်မလို့တွေးပြီးတော့ခံစားနေတာဒီဒုက္ခတစ္ဆာပါ